ူ့ကိုတွေ့တွေ့ချင်းပဲတာတဲ့စိတ်ဝင်စားသွားတယ်။ပုတ်ပိုင်ဝင်ကျောင်းမှာရှမ်းစရာတောင်ရောက်နေတယ်ဆိုတာကိုတော့ရွာထဲမှာအကြီးမတ်သိမ်းလာလို့ပြောနေကြတာတော့သာတိကြပါလေ။သွားမယ်သွားမယ်နဲ့တခါမှတော့မသွားဖြစ်ဘူးဗျာ။ဒီနေ့တော့တူတူဆန်းဆန်းပဲဗျာ။ပုတ်ပိုင်ဝင်ဆရာတော်ကကျုပ်ကိုခေါ်ခိုင်းလိုက်လို့တဲ့။ဖုံးကျောင်းသားနှစ်ယောက်ကျုပ်စီရောက်လာတယ်။ဟဲ့တာတိဒီမှာဖုံးကျောင်းသားတွေရောက်နေတယ်ဆရာတော်လွတ်လိုက်လို့တဲ့။ကျုပ်ကနွားစင်းနေတာဗျာ။အင်းနောက်ဖက်ရောက်နေတာ အမေလမ်းခေါ်မှာကျုပ်တည်တာကျုပ်လည်းလုံလက်စအလုပ်ကိုခဏရက်ထားပြီးအိမ်မော်တက်လာခဲ့ရတာပေါ့ကိုကြီးတာတေကိုဖုန်းကြီးခေါ်ခိုင်းလိုက်လို့ဗျဟေးဘာကိစ္စရောကတော့ကြော်ရဖုန်းကြီးကျောင်းသားလေးရဲ့နာမည်ကတော့ကြော်ဗျဒီကောင်ကျုပ်ကိုလွတ်ခင်တာပြုဒါတော့ကျုပ်မသိဘူးဗျတော့ကြော်ကကျုပ်မိတာကိုပြန်ဖြေတယ်အေးအေးမင်းတို့ပြန်တော့တော့ကြော်ကိုကြီးတာတေအခုပဲလာခဲ့မယ်လို့ဖုန်းဖုန်းကိုရှောက်လိုက်ဟုတ်ကဲ့ဟုတ်ကဲ့ တော့ကျော်နဲ့သူ့ဖို့ကောင်းလေးထပြန်သွားတယ်။ကျုပ်လည်းရေကပြားကရာချိုးအဝတ်စားကလေးလဲပြီးရွာရှိပိုင်းကိုထွက်လာခဲ့တော့တယ်။ပုပ္ပယုံအကြောင်းကိုရောက်တော့ဆရာတော်ကကျုပ်ကိုထိုင်ဆောင်နေတာတွေ့လိုက်တယ်ဗျ။လာဟေးတာသိငါမင်းကိုစောင့်နေတာကွာ။ကျုပ်ကဆရာတော်ကိုရှိခိုးလိုက်တယ်။ဒီလိုကွာတာတရဖုန်ကြီးစီကိုဟိုရှမ်းပြည်ကရှမ်းဆရာကြီးတယောက်ရောက်နေတယ်။အသက်90လောက်ရှိတာကွာ။နာမည်ကဥနုံဖားတဲ့ပညာတော့အတော်ထက်ပုံပဲတာတရ။ မမဖေဟာတပည့်တော်ကိုခေါ်ရတဲ့အကြောင်းရင်းကအေးဒီလိုကွာတတရဲ့ဆရာနွန်ဖားကပြောတယ်သူဒီကိုလာရတဲ့အကြောင်းရင်းကတစ်ဆုံးလာလိုက်တာလေကွာတစ်ဆုံးဟုတ်လားဖေဟာအေးကွာတစ်ဆုံးနဲ့ဘုန်းကြီးလည်းမကြောက်ဘူးပေါ့ကွာဒီတကာကြီးပြောမှဒါမျိုးတွေရှိတာကိုတီးရတာသူပြောတာတကူကနည်းနည်းတော့ထူးဆန်းတယ်တတရတစ်ဆုံးကတင်းကြိုင်းတွေမှာပောက်တာလေကွာအဲ့ဒီလိုတစ်ဆုံးပောက်လာပြီဆိုရင် အဆောင်ရောက်လာရောတဲ့ အိတ်တဆုံအဆောင်တို့ပြန်ပြီးအုပ်ချုပ်တာကတင်းကြီးဆောင်မက်ဖွဲဝါကြီးတဲ့ဗျာအခုဆရာမနိုင်ရွာကတုတ်တန်ထဲမှာတစ်ဆုံပေါက်နေတာတဲ့ဗျာအပင်ကလူရင်စုလောက်ရှိပြီတဲ့ဟင်ဒီဆရာကဒါတွေကိုဘယ်လိုသိတာတုံးဖုံဖုံရဲ့အေးအဲ့ဒါကိုဖုံဖုံလဲမင်းမျက်နှာပေါ်တာဒီရဲ့မမဗျာတကယ်တော့ဆရာနှမကလူနာပင့်လို့ဒီဘက်ကိုလိုက်လာတာတဲ့ကွသူ့ပြောကကတ်နေတဲ့လူနာကိုပြောကထုတ်တော့ဝင်ကတ်နေတဲ့အကောင်က အဲ့ဒီဆရာမနိုင်ကတစ်ဆုံးဆောင်ဖို့အလဲကျတဲ့ကောင်းနေဗျာအဲ့ဒါတစ်ဆုံးဆောင်မှာဆိုလို့လာပုံးခုန်နေတာဆိုပဲကွာဒီတရေကတစ်ဆုံးကိုဘာလို့မဆောင်ကျင်ရတာတုံးဖေ။အေးဆရာတော်ဖားလည်းဒီအကြောင်းကိုမေးတာဗောဒါရီကဒီတော့တရေကပြောတယ်တဲ့တစ်ဆုံးဆောင်တဲ့ကောင်းတွေကိုမဖွဲဝကြီးကတရားအုပ်ချုပ်တာဆိုပဲသူတို့ကမဖွဲဝကြီးကိုအာကြီးကြောက်ရတာလေကွာအဲ့ဒါကြောင့်ဒီကောင်ကလူမာလာကပ်ပြီးရှောင်းနေရဆိုပဲအော်အဲ့ဒါကြောင့်ကိုအဲ့လူရဲ့နာမည်က စံပွင့်ရင်းနဲ့ကွာဒီစံပွင့်ပြောလို့ဆရာနှဖားကဒီအကြောင်းတွေသိလာတာတဲ့အဲ့ဒီတစ်ဆုံးကိုဆရာနှဖားကရောင်းလိုက်ဖမ်းမယ်ပြောတယ်တာတည်းရဲ့ဒီတစ်ဆုံးကဘာတွေစွန့်လို့လဲဖေဟာဒီဆရာပြောပုံအရတော့တော်တော်စွန့်တာတာတည်းရအခုဒီအပင်ကလူရင်စုလောက်ရှိတယ်တဲ့ပင်စီကထွားဆိုင်လောက်ရှိပြီဆိုပဲအဲ့ဒါကိုတောင်းဝင်းလုပ်ပြီးဆရာကရင်စွန့်နေဆိုပဲကွာလတ်လာပါလဲရှင်တယ်တဲ့ပြီးတော့ဘယ်လိုပြောကမျိုးမဆိုတစ်ဆုံးစေးတောင်းဝင်းကို ကြောက်ကြတယ်ဆိုပဲအဲ့ဒါရရင်ဆီယာနမားကဖုံးဖို့တောင်းဝေးတစ်ချောင်းလူမယ်တဲ့သူကကြံနာယူမှာပေါ့ကွာဒါမှလည်းဒိုးရွာထဲမှာပျောကလေးပါလေးကပ်ရင်ဒီတောင်းဝေးနဲ့မောင်းထုတ်တင်ထုတ်ရမှာပေါ့အဲ့ဒါတပည့်တော်ကဘာလို့ရမှာလဲဖေအေးအေးပြောမယ်ဆီယာနမားကပြောတယ်အဲ့တစ်ဆုံးမင်းကိုလူတမ်းမှန်မျက်စိနဲ့မမြင်ရဘူးတဲ့ကွာအော်တဲလဲထူးဆန်းပါလားဖေဟုတ်တယ်ကွာဆီယာနမားတို့မျက်ကွင်းစေးဆိုတာရှိတယ်တဲ့ အဲ့ဒါကိုတွေးပြီး꿰လိုက်ရင်မင်းရောတဲ့ကွာမြင်တာမှတစ်ဆုံးနေမကောက်ဘူးတဲ့မောင်ကြီးနန္ဒဘွားတွေပါမြင်ရတာတဲ့ဟောကြောက်စရာပါလားဖျားအေးအဲ့ဒါကြောင့်တတိရှိတဲ့လူငယ်တယောက်ရှာပေးပါစနေသားလည်းဖြစ်ရမယ်တဲ့ကွာဒါကြောင့်ငါမင်းကိုပြေးမိမိတာတတိယဒါကြောင့်ဖုံဖုံကဆရာနှဖောက်ကိုပြောတယ်တတိကိုဖုံဖုံခေါ်ပြီးအကျိုးကြောင့်ပြောပြမယ်သူစိတ်ဝင်စားရင်တော့အဆင်ပြေတာပေါ့လို့ဒီလိုဆိုတပည့်တော်ကမျက်ကွင်းစိတ်ကွင်းပြီးတစ်ဆုံးမင်ရှာမှာပေါ့ အေးဘောကွာတာတရနောက်ကအဲ့ဒီမျက်ကွင်းဆေးကိုပြန်ဖြက်လို့ရလို့လားဖျာဟာရှားတာဘောကွာနနင်းပြူဝါကွင်းကိုစေးစီရင်ထားတာရှိတယ်တဲ့အဲ့ဒါလိမ့်လိုက်ရင်စောစောကမျက်ကွင်းဆေးကပြဲသွားရောတယ်ကွာအော်ဖြက်ဆေးရှိတာဟုတ်ရှိတယ်ရှိတယ်တာသိဒီအတွက်မစိုးရင်နဲ့อืมတပီတော်ကလည်းအဲ့လိုမျိုးအထူးဆန်းနေဆိုရင်တိတ်စိတ်ဝင်စားတာဖျာအေးဖုံဖုံတီးတယ်လေတာတည်းရဲ့ဖုံဖုံမေတော်ကြီးဖုံဝင်တော့ကလည်း မင်းမဲဆရာကျော်နဲ့တွဲလုပ်ခဲ့တာကိုဖုံဖုံသိနေတာပဲမမဖေဒါဆိုရင်တပည့်တော်ကိုအဲ့ဒီရှမ်းဆရာကြီးနဲ့တွေ့ပြပါဖေအေးဟုတ်ပြီဒါဆိုလာကွာသူ့ကိုဟိုဘက်စွန်းစားကျောင်းမှာတဲခုဖို့ဖုံဖုံကစီစဉ်ပေးထားတာဖုံကြီးနဲ့မင်းနဲ့ဟိုဘက်ကျောင်းကိုသွားရအောင်ကျုံနဲ့ဆရာတော်စွန်းစားကျောင်းကိုရောက်လာခဲ့ကြတယ်စွန်းစားကျောင်းကနှစ်ထပ်ပြဆရာတော်ကအပေါ်ထပ်ကိုတဲတော့ကျုပ်လည်းအပေါ်ထပ်ကိုလိုက်ခဲ့ရတာပေါ့အပေါ်ထပ်ကဖျားကမ်းမှာ လူကြီးတယောက်ထိုင်နေတာတွေ့တယ်ဗျ။အသားဖြူဖြူနှခမ်းမွေးကားကားနဲ့ဗျ။အရက်ကလည်းရှိရှိပဲ။အဲ့လူကြီးရဲ့မျက်လုံးတွေကနှက်ပြီးတောက်ပနေတာဗျ။ဆရာတော်ကြွလာလာမြင်တော့ချက်ချင်းထပြီးအယုဒေပြူတယ်။ဆရာတော်ဦးချတယ်။ကဲဆရာဦးနှုတ်ပါဒီတငယ်ကကြုတ်ပြောတဲ့တာသေးဆိုတာပဲ။အော်မောင်တာသေးကိုဟုတ်ပါတယ်ဆရာကြီးကြုတ်တာသေးပါ။အေးအေးအေးမင်းတာသေးအကြောင်းကိုတော့ ဆရာတော်အမိန်ရှိတာလို့ကျုပ်သိထားပြီးပါပြီကျုပ်နာမည်ကဆိုင်းနှွန်ဖားတဲ့ဥနှွန်ဖားပေါ့ကွာကျုပ်ကပြောကကုတဲ့ဆရာပေါ့အခြားစီဝါတွေလည်းကြိုက်ပါတယ်ကျုပ်ဝါသနာကတော့ထူးထူးဆန်းဆန်းတွေကိုစိတ်ဝင်စားတာပဲကွာအဲ့ဒီလောကမှာလူတိုင်းမသိနိုင်တဲ့ထူးဆန်းတဲ့သဘောတရားတွေရှိနေတယ်ကွာကြုံကြိုက်တဲ့အခါမျိုးမှာတွေ့ရမြင်ရတယ်ဗျကျုပ်လည်းအဲ့ဒီလိုမျိုးပဲဆရာကြီးရဲ့ဒါဆိုဟန်ကြတာပေါ့ကွာကျုပ်တို့ဆရာတပည့်နှစ်ယောက်တွေ့လို့ရတာပေါ့ ။လောင်များမှလည်းမောင်တာတိပညာလိုချင်ရင်ကျုပ်ပေးဖို့ဝန်မလေးပါဘူးဗျ။ကျုပ်ကဆရာတော့မလုပ်ချင်ဘူးဗျာ။ထူးထူးဆန်းဆန်းနဲ့စိတ်ဝင်စားရုံတက်တက်ပါပဲ။ဩဒီလိုလားအေးပါလေ။အခုစိတ်ဝင်စားပြီမဲ့တနေ့စိတ်ဝင်စားလာတဲ့အခါကျုပ်တင်ပေးပါမယ်။အေးကောင်းတယ်ဗျာ။ဆရာတပည့်နှစ်ယောက်အခုမှစုံကြပြီမဲ့။တယောက်နဲ့တယောက်ခင်ခင်မင်မင်ရှိတာဝါရည်စဲကြောင့်ပဲဗျ။လောက်ရခံရမဲ့ကိစ္စတွေကိုဆရာနံပါတ်ကမောင်သားတေးကိုပြောဖို့ဗျာကဲကဲကဲဖုန်းကြီးတော်မယ် ဟိုဘက်အเจ้าမှာဘုန်းကြီးရှိနေတာပဲကိစ္စရှိရင်တက်လာခဲ့ဟောလားတကကြီးနော်ဖမမဖေဆရာတော်ဟိုဘက်အเจ้าကြီးကြွားသွားတော့မှဆရာကြီးကကျုပ်ကိုပြောတယ်ဗျအခုလာမယ်လာပြီညမှာတစ်ဆုံးနေမြူးလိုက်မယ်တဲ့ဒီလိုထူးဆန်းတဲ့မော်ဝင်တိုက်ဝင်အပင်တွေဟာအတက်ဝင်ကြလိုက်မယ်တဲ့ဗျဆရာတစ်ဆုံးဆိုတာဘယ်လိုပုံစံရှိလဲဗျအဲ့ဒါကျုပ်လဲတည်တည်ချာချာမမြင်ဘူးပါဘူးတရေဆန်ဖွင့်ကျုပ်ကိုပြောတာကတော့အရွက်ကဝန်းဝန်းကလေးတွေတဲ့ကွာပြီးတော့အလုံးကထွားဆိုင်လောက်ရှိပြီတဲ့ အမြင်ကတော့လူရင်စိုးလောက်ရှိပြီဆိုပဲအသားကတော့အင်မတန်ပါတယ်အနစ်ကိုပြည်နေတာပဲကွာတနစ်ကိုတခါနှက်ခတ်ဆုံတဲ့ညမှာတစ်ဆုံမြူးတယ်တဲ့အမြက်ကကျွတ်ထက်ပြီးတင်းကြိုင်ထဲမှာလူလန်းလျှောက်တယ်လို့လျှောက်သွားနေတာတဲ့ကွာအဲ့ဒါသူ့နေရာကိုပြောင်းဝင်ကန်ဒီအချိန်မှာပြေးဖြက်ပြီးတင်းကြိုင်အပြင်ကိုရောက်အောင်ထုတ်ယူနိုင်ရင်တစ်ဆုံရရောတဲ့သားတွေရအဲ့ဒီတစ်ဆုံရရင်ဘာဖြစ်တော့ဆရာကြီးပင်းစီကိုတောင်းဝဲလုပ်ပြီးဆရာတွေကန်ရတာကွာအရွက်တွေအကိုင်းတွေအမြစ်တွေကိုတော့ အချောက်လန်းအမှုန့်ထောင်းပြီးစေးတောင်းလို့ရတာပေါ့အဲ့ဒီစေးတောင်းကလေးအေးဖြော်တိုက်ရင်ပြောကပြီးတာပေါ့ကွာဒီစေးတောင်းအေးကိုအိမ်ပေးပတ်ပြီးဖြန်းထားရင်ပြောကမကတ်နိုင်ဘူးစေးတောင်းဝေးကတော့ပြောကကိုရွယ်လိုက်တာနဲ့တင်ပြောကတွေဖြန်းဖြန်းတုံအောင်ကြောက်ကြတယ်ဟာတော်တော်ဆွမ်းနဲ့တစ်ဆုံးတော့ဆရာကြီးဆောင်းမပြီလားတာတည်းရဲ့ဟုတ်ပြီကျုပ်လုံးမယ်ဗျာအဲ့ဒါကိုမြင်ဖို့ကမလွယ်ဘူးကွာအစွမ်းထက်တဲ့မျက်ကွင်းစေးရှိဖို့လိုတယ်အဲ့ဒီမျက်ကွင်းစေးကကျုပ်မှရှိပြီးသားပါ ပြန်ဖြတ်တဲ့ဈေးလဲကျုပ်မှအစင်းနှိရှိတယ်တာတည်းရဲ့ဘာမှမစိုးရင်နဲ့ဟာမစိုးရင်မဟုတ်ဆရာကြီးရဲ့ဆရာကြီးကိုမြင်လိုက်ခဲကကျုပ်ယုံပြီးသားပါအေးကောင်းပြီတာတည်းကျုပ်ဘက်အပိုင်းကိုစိတ်ချမောင်တာသေးတာတစ်ဆုံးမင်ကိုတွေ့ရင်အယားမိယူရရမယ်။ဘာကောင်တွေပဲတွေ့တွေ့မကြောက်ရအောင်။မောင်တာသေးကိုဘလို့ကောင်းမှမလို့ရအောင်ကျုပ်ကာဝယ်ထားမယ်။တစ်ဆုံးမင်တင်းကြိုင်းမိကြော်သွားပြီဆိုတော့မှဒီပင်ကိုလူတိုင်းမြင်ကြရမှာ။ကျုပ်လည်းဒီတော့မှဒီအပင်ကိုမြင်ရမှာမောင်တာသေးရဲ့။ကျုပ်မသိလို့မင်းပြရစီဗျာ မင်းလေးကမောက်တာသေးမင်းပါကွာဆရာကြီးလည်းမျက်ကွင်းစေးလိမ့်ထားရင်ဒီအပင်ကိုမြင်မှမဟုတ်လားဆရာကြီးကဘာလို့မလိမ့်တာတော့မင်းမေးတဲ့မေးခွန်းကမေးထိုက်တဲ့မေးခွန်းကွာတာတည်းရအဲ့ဒါကိုဆရာလှုပ်တဲ့သူတွေကကွင်းကွင်းမရှိဘူးကွာတခြားတယောက်ကိုပဲကွင်းပေးရတာကွင်းမဲ့သူကလည်းစနေသားဖြစ်ရမယ်ဒါမှရတာပြီးတော့မျက်ကွင်းစေးကွင်းထားတဲ့အချိန်မှာမင်းကတစ်ဆုံးကုန်တင်မြင်ရမှာမဟုတ်ဘူးလေအတခြားနန္ဒဘဝတွေကိုမြင်ရမှာကွာဒီတော့တောင်းတောင်းတတိရှိတဲ့လူကိုကွင်းပေးလို့မရဘူးကွာယူသွားတတ်တယ် ဩနန္ဒာဘဝရီပုံစံဒီလောက်ကြောက်เสียကောင်းလို့လားဆရာကြီးကျုပ်မဖွဲဝါကိုခလလန်းကမြင်မှုပါတယ်ခက်ဖြူဖြူအရိုက်ရှိရကြီးပဲပြို့အဲ့ဒါမင်းအကြီးလောက်ပဲမြင်ရတာကွာတာတေးရတကယ်အကောင့်ထဲကိုမြင်ရရင်တအားလန့်သွားတတ်တယ်နေပါဦးဆရာကြီးရဲ့မြက်ကွင်းစေးကွင်းတဲ့အခါနန္ဒာဘဝရီကိုမြင်ရတာတော့ဟုတ်ပါပြီသူတို့ပြောတဲ့အတိုင်ရောကြားနိုင်လားဗျအေးအဲ့ဒါတော့ဒီလိုရှိတယ်ကွာကျုပ်ဆရာကြီးတွေပြောတာကတော့မျက်စိကွင်းတဲ့လူရဲ့ပါရမီပေါ်မှာမူတည်တဲ့တာတေးရဲ့ မျက်စိကွင်းတဲ့လူရဲ့ပါရမီတက်ခန့်ညံ့ရင်ကျုပ်ဖဲမြင်ရနိုင်တယ်အတန်မကြားနိုင်ဘူးကွာမင်းကတော့ကျုပ်ထင်တယ်လေဒီဘက်မှာပါရမီခံကောင်းမဲ့ပုံပဲကွာအဲ့ဒီစေးကွင်းတဲ့ညမှပဲတီးရမှာပေါ့ကွာအော်ဟုတ်ပါပြီဆရာကြီးဆရာကြီးနဲ့တွေ့ရတာကျုပ်တော်တော်ကိုဘူးတူတာတူသွားပါတယ်အေးအဲ့ဒီညလာပြီးညနေဝင်တာနဲ့တာတိဒီကိုရောက်အောင်လာခဲ့ပြီတော့ကျုပ်အဆဆပြင်ဆင်ထားလိုက်မယ်ဟုတ်ကဲ့ပါဆရာကြီးစိတ်ချပါကျုပ်ဆက်ဆက်လာခဲ့ပါမယ်ကျုပ်ပုတ်ပါယုံဆရာတော်ကိုကြော်ပြီးပြန်လာခဲ့တယ် လန်းလုံးလဲကျုပ်သွေးလာတာပေါ့ဗျာတခါမှမကြောက်ဘူးတဲ့မျက်ကွင်းစေးအကြောင်းနဲ့ကြောက်စရာကောင်းတဲ့နန္ဒဘဝတွေကိုတွေ့ရမြင်ရတဲ့အခါကျုပ်ရောခဏရေရှိပါမလားခဏရေမရှိရင်တော့ကျုပ်တွတ်တက်လေအောင်ယူသွားမှာဗျဟုတ်မှဟုတ်ရဲ့လားငါသာတည်ရေလို့ကျုပ်ကိုကျုပ်မိမိနေတယ်ဗျအိုးဘာပဲဖြစ်ဖြစ်ဗျဒီလိုအခွင့်အရေးမျိုးကိုတော့ကျုပ်လက်လွတ်မခံနိုင်ဘူးပြုတ်ဆရာကြီးနွန်ဖားနဲ့ကျုပ်လက်ကိုလိုက်မယ်လာမင်းနေညနေနေဝင်သွားချိန်မှာအမေနေဘောက်ကိုကျုပ်ပုတ်ပွားရုံကြောင်းသွားအောင်မယ် ဆရာတော်ခေါ်လာလို့ပြောပြီးကျုပ်အိမ်ကထွက်လာခဲ့တယ်။ကျုပ်ဆိုတဲ့ကောင်ကတသက်လုံးဒီလိုသွားနေကြဆိုတော့အဘနဲ့မိကလည်းတိတ်မဆန်းတော့ပါဘူးလေ။ကျုပ်ပုပ္ပါယုံကျောင်းကိုရောက်တော့ဆရာကြီးကဖျားခန်းထဲမှာဆေးဝါးတွေစီရင်နေတယ်ဗျ။ကျုပ်ဖတ်တာတွေလည်းလုံနေတယ်။ကျုပ်ကဖျားဥတိုက်လိုက်ပြီးညင်ညင်ပဲထိုင်နေလိုက်ပါလေ။ခဏနေတော့ဂရင်းလေးချင်လာလို့ဆစ်လေးလေးတောင်းရင်ကောင်းမလားလို့စဉ်းစားလိုက်တယ်။ဆရာကြီးကကြိုက်ချင်မှကြိုက်မှလို့တွေးမိတာနဲ့မတော့ပဲနေလိုက်တော့တယ်။ မောင်သားသေးဆေးလေးတောက်ချင်တောက်ပါကွာရပါတယ်ကျုပ်ကိုနောက်ရှက်မဖြစ်ပါဘူးကျုပ်လုပ်လို့လည်းအားလုံးပြီးပါပြီကျုပ်ဆရာကြီးကိုတော်တော်အံ့ဩသွားတယ်ဗျကျုပ်စိတ်ထဲမှာဖြစ်ပေါ်နေတာတွေကိုဆရာကြီးသိနေတာကိုလို့တွေးလိုက်မိရဲ့အင်းကျုပ်သိနိုင်စွာရှိပါလေမောင်သားသေးအခုမောင်သားသေးကထမင်းစားလာခဲ့တာမို့လားဟုတ်ပါတယ်စားလာခဲ့ပါတယ်ဆရာကြီးအေးမင်းထမင်းစားတာစက်သားဟင်းနဲ့လေစက်သားဟင်းကမြုပ်တီးဆက်လွန်းလို့မင်းရေနှာခါတော်ထားတော့ခဲ့ရတယ်မို့လား ပြီးတော့အဲ့ဒီကြက်တာကမင်းတို့အိမ်တောင်ဘက်ဝိုင်းကအသားမို့လားကြက်ကနည်းနည်းရင့်နေလို့မိမိကနူးနေအောင်ကိုတော်တော်ချက်လိုက်ရတာကွကြက်ဖဆိုတော့အသားကမာတာပေါ့ကွဗျာဒါတွေကအစဆရာကြီးကသိနေတယ်ဟုတ်လားအေးသိပါတယ်မောင်သားဒီအခုလို့ပြောပြတာကျုပ်ဂုံကိုဖော်ကျင်လို့လို့မဟုတ်ပါဘူးမင်းယုံကြည်ပြီးတပည့်ခံမဲ့ဆရာကဘလို့လူဆိုတာလောက်ကတော့တီထားတဲ့နယ်လို့ပြောပြတာပါအော်ဟုတ်ကဲ့ပါဆရာကြီး ကျုပ်တက်တက်မှာတော့ဆရာကြီးလို့ဆရာမျိုးတစ်ခါပဲမြင်မှုကတည်းကဗျာအေးအေးကျုပ်ရွတ်ဖတ်နေတာလေမောင်သားတွေတွေ့တယ်မို့လားဟုတ်ကဲ့တွေ့ပါတယ်ဆရာကြီးအေးအဲ့ဒါဆေးတွေအင်းတွေကိုမန်တန်ရွတ်ပြီးနိုးထားတာကွာဒါမှအရေးကြောင်ရှိရင်အလုံးအသက်ဝင်နေမှာပေါ့ဘာမှမကြောက်နဲ့မောင်သားတွေကျုပ်နဲ့တွဲမိရင်မင်းဘာမှမဖြစ်စေရဘူးသိလားဟာဆရာကြီးကိုယုံကြည်တာပါဗျာအေးအေးကောင်းတာပေါ့ကွာကျုပ်ကဆေးဘောလက်ကလေးမိညိမိဖွာတယ်ဗျာ ဆရာကြီးကတော့ရင်းနေကြနေတစ်ခွက်ပြီးတစ်ခွက်တောက်ပြီးတွေးနေတယ်တော်တော်ကလေးညှင်းနေလို့ရွာထဲမှာလူချင်းတိတ်ပြီးဆိုတော့မှကဲတာသေးရင်ကျို့တို့ဆရာတပည့်နှစ်ယောက်ဖျားရှိခိုးကြစို့ရဲ့ဟုတ်ကဲ့ဆရာကြီးကျို့ရောဆရာကြီးပါဖျားကိုဦးတိုက်ကြတယ်ဖျားရှိခိုးပြီးတော့ဆရာကြီးနှုံဖာကဖျားမှတစ္ဆာဆိုတယ်ဖျားတပည့်တော်နှုံဖာဒီပညာတွေတက်မြောက်တဲ့အချိန်ကစပြီးလူတွေရဲ့ဒုက္ခကိုကယ်တင်ခဲ့ပါတယ်ဖျားအခုလည်းဖျားတပည့်တော်အလိုရှိတဲ့ပစ္စည်းကိုရရင် တတော်ဝါတွေကိုကဲတင်မှုစောင်းလျှောက်ဖို့ပဲရည်ရွယ်တာပါဗျာဤတစ္ဆာစကားမန်ကန်မာကဖျားတပိတော်တို့ဆရာတပိနှစ်ယောက်ဒီညပြုလုပ်မဲ့ကိစ္စကိုအောင်မြင်ရပါစေလို့ဗျာကျုပ်ရောဆရာကြီးပါဖျားကိုဥတုံးကြီးချလိုက်ကြတယ်ကဲမောင်းတာတည်းတွားဖို့အချိန်ကြပြီကွ ဟုတ်ကဲ့အတင်းပါပဲဆရာကြီးကျုံနဲ့ဆရာကြီးရွာပြင်ကိုထွက်ခဲ့ကြတယ်ပြီးတော့ရွာပြင်ပတ်ပြီးရှောက်ခဲ့ကြတယ်ဒီချိန်တော့မှဆရာမနိုင်ကိုတကောင်လောက်ရောက်မှာကွကျူတွားလို့လည်းမရဘူးလေ မတ်ဖဲဝါကကြိုသိနေဘာမှလုံးလို့ရမှာမဟုတ်ဘူးဒါတည်းကကျုံနားထဲမှာမတ်ဖဲဝါဆိုတဲ့အတန်ကြားလိုက်ရတော့နည်းနည်းတော့လန့်သွားတယ်ပြုဒါပေမဲ့ဆရာကြီးရဲ့ပညာစွမ်းကိုကြုတ်ယုံနေပြကျုပ်တို့ဆရာတပည့်ဘေရော်မမွေမဲအပြင်ကကြီးပတ်သွားကြတာဆရာမနိုင်ကိုကျုပ်ကဖြက်လန်းတီတော့အဲ့လန်းကဆရာကြီးကိုခေါ်လာတာတကောင်မတိုင်ခင်ဆရာမနိုင်တင်းချိုင်းကိုကျုပ်တို့ဆရာတပည့်ရောက်လာတယ်ပြုကဲလာမောင်တာဒီဟိုဆရာဘော်ကိုတက်ကြစို့ကျုပ်တို့ဆရာတပည့် ဆီယမနိုင်ရွာတင်းချန်းကုန်းထဲကဇရက်ပေါ်တက်လာကြတယ်။ဇရက်ပေါ်မှာဆရာကြီးကအကြာနာထိုင်လိုက်ပြီးတော့သူ့လွယ်ထဲကကြောက်ပြင်းသေးသေးလေးကို ထုတ်တယ်။ပြီးတော့မျက်စင်းပလင်းလောက်ရှိတဲ့ရေပလင်းကလေးကိုထုတ်တယ်ဗျ။နောက်တော့စီးတောင်းတောင်းကိုတွေးတော့တာပဲဗျ။စီးရည်ညွညွတ်လေးတွေထွက်လာတော့မှကဲလာတတ်တယ်။မျက်ကွင်းစေးကွင်းကြဆိုပြပြဆိုဆိုကျုပ်မျက်စိနှစ်ဖက်မှာစေးကွင်းပေးတယ်ဗျ။ခမရတို့ကျုပ်တို့မျက်စိနာတဲ့အခါမကြီးကောက်သွေးပြီးကွင်းတယ်လို့ပေါ့ဗျ။ခဏနေတော့စေးချောက်သွားတယ်ဗျ။ ဓာတီရှိသူဆိုလို့ကျုပ်ကဆရာကြီးရှိကိုတိုးလိုက်ရတယ်။ဆရာကြီးကကျုပ်အိတ်ထဲကိုစေဦးတူဦးထည့်ပေးတယ်။တာဟာဝကွင်းနှင်းနှင်းပြူကစေးစင်ပြီးသားမင်းဖာရာမင်းသွေးပြီးမျက်စိကိုတွင်းလိုက်ရင်အောက်ကမျက်ကွင်းစေးအာနိတင်ပြဲသွားလိမ့်မယ်။ဟောဒီမှာမင်းအိတ်ထဲမှာထည့်ထားမယ်။ပြီးတော့အင်းကြီးစာအိတ်ကိုကျုပ်ကျိတ်အပ်နဲ့ပိတ်လိုက်မယ်။ထွက်ကြပြီးမပြောက်ရအောင်ပေါ့ကွာ။ဟုတ်ကဲ့ပါဆရာကြီး။တော်တော်ကိုစိတ်ဆက်တည်ကြတဲ့ဆရာကြီးပဲလို့ကျုပ်စိတ်ထဲကတွေးလိုက်မိတယ်။ ဒါမျိုးကမတေချာလို့မရဘူးလေတာတည်းရဲ့ကဲမင်းဘာမှမကြောက်နဲ့တော့တင်းကြိုင်ဘက်ကိုလှည့်ပြီးကြီးလိုက်ပြီးတော့ပြီးရင်မင်းမြင်တာတွေကိုကျုပ်ကိုပြောပြပြီးတော့ကျုပ်ခတ်ပြီးပြီးပဲတင်းကြိုင်ကုန်းကြီးပဲလက်ကြည့်လိုက်တယ်ဟာမကြောက်နဲ့မောင်တာတည်းအဲ့ဒါတွေကအပေပုံသားတွေပါတို့ဖျားဟောခဲ့တဲ့ အပေလေးပုံသားတွေပေါ့ကဲမင်းမြင်တာဆရာကိုပြောပါဦးဆရာကြီးတင်းကြိုင်တွေကအပင်ကြီးတွေပေါ်မှာအကောင်တွေအပြည့်ပါပဲလားဗျအေးဟုတ်ပြီကြည့်ကြည့်ကြည့်မကြောက်နဲ့ ဟာဟိုဘန်းမွေးပင်ပေါ်မှာကနှကောင်းမြကြည့်ပါဦးတကောင်ကနှစ်ရွက်ကြီးကြီးဗျမျက်လုံးကြီးကလည်းလက်ကွန်းလောက်ကြီးကိုရှိပါလားအော်ဟုတ်ပြီဒီကောင်တွေကကျုပ်တို့ကိုကြီးနေတယ်လားဟာမကြည့်ဘူးဗျသူတို့ဖာတာနင်းနေကြတာပဲအေးဟုတ်ပြီတင်းကြိုင်းတွေကိုရှောက်ကြည့်ပါလာတာလိုက်တာမှထိနေတာပဲအလုံးမြင်ရပါတယ်ဟာဆရာကြီးတောင်ဘက်ကအုပ်ကူကြီးပေါ်မှာသပင်ဖားလျားကြီးနဲ့မိမတယောက်ထိုင်နေတယ်ဗျာ သူရှိမှသပင်ဖားလျားနဲ့တဲမားတွေ၄၅ယောက်ကကျုံကျုံထိုင်နေကြတယ်။အော်မတ်ဖွဲကလည်းရောက်နေပြီကို။အေးအဲ့ဒါမင်းတွေ့ဘူးလေဆိုတော့မတ်ဖွဲကဘောကွာ။ရှိကဟာတွေကသူ့တပည့်တပန်းတွေပေါ့။သူ့ကိုခါစားနေကြတာဖြစ်မှာပေါ့။သူကရောကျုပ်တို့ကိုကြည့်သလားကွာ။ဟာကြည့်နေတယ်ဗျ။မျက်လုံးကြီးကနဲရမှာမဟုတ်ပဲဗျာ။ကျုပ်အရင်ကတွေ့ဘူးတဲ့ဖြူဖြူအရေးကြီးဗျ။အေးအဲ့ဒီတော့ကကိုထင်ပြတာ။အရေးပဲပြတာလေ။အခုမင်းမြင်နေရတာက အကောင်ပေါ့ကွာတာတေးရအတာနေသူတို့ကိုသွားမကြည့်နဲ့တစ်ပင်တွေလိုက်ကြည့်ကွာထူချားတဲ့တစ်ပင်များတွေ့သလားလို့တစ်ပင်တွေအကုန်လုံးကရောနေတာဗျရင်းစိုးလောက်အရွက်ဝိုင်းဝိုင်းနဲ့ထွာဆိုင်လောက်အပင်လေးကွာဟာအဲ့လိုအပင်တွေကအများကြီးလေးဆရာကြီးရဲ့အော်နေဦးမြမဖုံးဝါကြီးစိုက်ကြည့်နေတဲ့အပင်တွေရှိတယ်ဗျအေးအေးပြောစမ်းဘယ်နာမှလဲဆရာကြီးအတာလန်းကြည့်လိုက်အောက်ကအစိမ်းအောင်တွေ့လားအေးတွေ့တယ်လေ ဂူအစိမ့်ကတလုံးမရှိတာမို့လားကွာအဲ့ဒီဂူအစိမ့်ရဲ့ခေါင်းရင်းမှာရင်ဆိုးတော့အပင်ပင်ရှိတယ်ဗျအကျော့ကလည်းခတ်ဝိုင်းဝိုင်းပဲဟေးအဲ့ဒီအပင်ကိုငါမမြင်ရဘူးကွာဟုတ်ပြီမင်းဆေးကွင်းထားလို့မြင်ရတာနေပါပေါ့ကြည့်ထားအဲ့ဒီအပင်ပဲဖြစ်မယ်ကွာတသေးရအဲ့ဒါတစ်ဆုံးမယ်ကွာဟာဆရာကြီးအဲ့ဒီအပင်ဘေးမှာအကောင်ကြီးတကောင်ရက်နေတာဗျမျက်လုံးကြီးတွေကလည်းလေဝင်းလောက်ရှိတယ်ဗျရှာကြီးကလည်းသွေးလောင်းကြီးကြာနေတာဗျို့ ဟာလက်ဝါးကြီးတွေကလည်းအကြီးကြီးပဲဗျာ။ဟာအဲ့ဒါတေးဆန်ပွင့်ပေါ့ကွာ။အဲ့ဒီအပင်ကိုစောင်းရှောက်အောင်မဆိုလို့လူတွေဝင်ပူးနေတာလေကွာ။ဆံပွင့်ပြောလို့ကျုပ်ဒီအပင်ကြောင်းတိရာကွာ။ဆံပွင့်ကကျုပ်တို့ကိုတားမှာမဟုတ်ဘူး။ဒီအပင်မရှိမှအေးမယ်လို့တွေးနေတဲ့အကောင်ကွာ။ဟောဆရာကြီးရေလေလဲမတိုက်ဖဲနဲ့အဲ့ဒီအပင်ကလှုပ်ရမ်းနေတယ်ဗျ။ဟောတစ်ဖက်ထဲကိုရင်းနေတာမဟုတ်ပဲ။ဘယ်ပေါင်းစုံရင်းနေတာဗျ။ဟောဟောဟောမဖွဲဝါကြီးနဲ့တူတပြည့်တွေ အဲ့ဒီကိုတွားနေကြပြီဗျအေးနှက်ခတ်အချိန်ကြပြီကိုတာတေးရဲ့တစ်ဆုံးမှာအသက်ဝင်လာပြီဗောတီတီချာချာကြည့်နေနော်ဟာဆရာကြီးရေတစ်ပင်ကအပေါ်ကိုကြွတ်တက်လာပြီဗျို့အေးဟုတ်ပြီဟုတ်ပြီမဖဲဝါဘာလုံးနေလဲဟာမဖဲဝါကလက်ကြီးနှစ်ဖက်ရှေ့ကိုဆန့်ပြီးဗဇက်ကပွားစီပွားစီနဲ့ပြောနေတာဗျဘာပြောနေလာလဲကျုံမကြားရအောင်အေးအေးဟုတ်ပြီကြည်သာဟာဆရာကြီး တစ်စုံမင်းကလူလန်းလျှောက်တယ်လို့ရှောင်းနေကြပြုဟာမှတ်ဖဲဝါရောတရေဆံပွင့်ကြီးတို့ရောအပင်နောက်ကလျှောက်လိုက်နေကြပြီပြုဟာဟုတ်လားဘဲဘဲကိုသွားနေကြလာလဲကွာတင်းကြီးအနောက်ဖဲပြအလုံးအုံမီလိုက်သွားကြတယ်အေးတာတေးအပင်ဘောကအကောင်တွေကိုတစ်ချက်ကြည့်စမ်းကွာဟာဒီကောင်တွေလဲဓာတ်ကိုဝိုင်းကြည့်နေကြတယ်ဗျအေးဟုတ်ပြီမင်းတီတီချာချာနားထောင်တာတေးအဲ့ဒီအပင်ကစောစောကဂူအစိမ်းသားကိုရောက်အောင်ပြန်သွားမှာအဲ့ဒီအချိန်မှာငါကမက်ဖွဲဝါစီကို ဆွေးလုံးပြင်းလွင်လိုက်မယ်မင်းကအောက်ကူအစိမ်းသားကိုတွားပြီးပုံးနေတစ်ဆုံးမင်ရောမတ်ဖွဲဝါတို့ရောအဲ့ဒီနာကတ်လာတာနဲ့မင်းကမတ်တက်ထလိုက်ဘာကဆွေးလုံးပြစ်လိုက်မယ်သူတို့အားလုံးခဏကြောင်ကြက်တီတီသွားကြလိမ့်မယ်သူတို့တွေမကောက်ဘူးဒီတင်းကြိုင်းတွေကအကောင်တွေအားလုံးကြက်တီတီသွားကြမှာတိတ်ကြမှာတော့မဟုတ်ဘူးကွာအဲ့ဒီအချိန်မှာမင်းကတစ်ဆုံးမင်ကိုပြေးထမ်းပြီးတင်းကြိုင်းအပြင်ကိုရောက်အောင်ပြေးပြီးတော့ငါကနောက်ထပ်ဆေးတလုံးပြစ်သွင်းပြီးမင်းနောက်ကပြေးလိုက်ခဲ့မယ် တင်းကျိုင်းပြင်ရောက်ရင်မင်းဆက်မပြေးနဲ့ငါ့ကိုစောင့်နေဖြစ်တယ်မို့လားတာဒီဟာတိတ်ဖြစ်တာပေါ့ဆရာကြီးကအခုဘယ်ရောက်သွားပြီလဲကွာတစ်ဆုံးမင်းကလူလန်းလျှောက်တယ်လို့တလန်းချင်းလျှောက်နေရပြုနောက်ကမဖွဲဝကြီးကဥဆောင်ပြီးတစ်ပင်နောက်ကခက်ခွက်ခွာပဲလိုက်နေတာဆရာကြီးရဲ့အေးတရေဆံဝင်ကြီးရောပါတလားကွာဟာပါတာပေါ့ဗျအဲ့ဒီကောင်ကြီးကမဖွဲဝဘေးမှာကိုကိုကလေးဗျအေးဟုတ်မယ်ကွာဒီကောင်ကြီးကမဖွဲဝကိုအာကြီးကြောက်ရတယ်ဆိုပဲ အခုဘယ်ဘက်ကိုရောက်သွားပြီလဲဟောဟိုဘက်ကထနောင်းပင်နှစ်ပင်ကိုဆရာကြီးတွေ့တယ်မို့လားအေးတွေ့တယ်လေအဲ့ဒီအောက်မှာရှောင်းနေတာပြုဟာအဲ့ဒါတင်းညာရဲ့နည်းနည်းမိတ်ပဲကွာအဲ့ဒါပြီးရင်ဒီဘက်ကိုပြန်ပြီးပက်လာလိမ့်မယ်ထင်တယ်ဟာဆရာကြီးတစ်ဆုံးမင်ကလူလူပဲခုံနေတယ်ပြုဟာဟုတ်လားကွာဟုတ်ပါဗျာသူ့အကိုင်းတွေကလည်းလူလက်လူလူပဲအကွေးဆက်လုံလို့ရတယ်ဗျဟာဟာခုံမြန်ပြီပြု တော်တော်တော့တွေးပြက်သွားစရာကောင်းတယ်မြင်ခွင့်ပါဗျာဟာမကြောက်စမ်းမနဲ့တာဒီယာမကြောက်ပါဘူးဗျာကျုပ်ကအခုချက်ချင်းတော့ပြေးထန်းလိုက်ချင်ပြီပြို့ဟာမရသေးဘူးလေကွာသူတပတ်ပြည့်အောင်ရှောက်ပြီးမှအာနိတင်ပြည့်မှာကွကဲဆက်ကြည့်ပြန်ဟဲ့ဟုတ်တယ်ပြို့ဒီအပင်ကတင်းကြိုင်းဘက်ကိုလက်ပတ်သွားနေတာဗျာဟိုဘက်ကကူရီဘက်ကိုတက်သွားပြီပြို့ဟုတ်ပြီဟုတ်ပြီမျက်ခြေမပြတ်တာကြည့်ထားဟဲ့ကျုပ်ကြည့်နေတော့မှပဲ ။တစ်စုံမင်းကတင်းကြိုင်းနေရအနှံ့ကိုရှောက်သွားတယ်ရဲ့ဗျ။တင်းကြိုင်းတစ်ခုလုံးရောက်သွားတော့မှရက်နေတယ်။မဖွဲဝါကြီးတို့လည်းနောက်ကထက်ချက်မကွာလိုက်နေတာဗျို။ကျက်နေတယ်ဆရာကြီးရဲ့။ဟာဟုတ်လား။ကဲအဲ့ဒါဆိုမင်းကူအစိမ့်ဘက်ကိုသွားပြီး ပုံမှုရောတာသည်။အနားရောက်လာတာနဲ့ကျုပ်မှထားသလိုမှတ်တက်ထားရလိုက်နော်။ကျုပ်စေးလုံးပြစ်သွင်းလိုက်မယ်။ကျုပ်ကလည်းဟိုကဘုန်းကြီးမေတော်ကြီးရဲ့ကူနာမှာကတ်နေမယ်တိလား။ဟုတ်ပြီဆရာကြီး ဒါဆိုကျုပ်သွားပြီပြုတ်ကျုပ်ကဆရာကြီးခိုင်းတဲ့အတိုင်းဂူရီချားမပုံပြီးဂူစိန်းသားကိုရောက်အောင်လာခဲ့တယ်ကျုပ်လက်ကြီးတော့ဆရာကြီးကကျုပ်လိုပဲဂူရီကြွယ်ပြီးလာနေတယ်ဗျအချွန်တက်တွေနဲ့လှုပ်ထားတဲ့မဲတော့ကူနာရောက်သွားပြီပြုတ်မဖွဲဝါကြီးတို့ကတစ်ဆုံးမင်ကိုပဲအအောင်စိုက်တာဆိုတော့ကျုပ်တို့ကို မြင်မုံမပေါ်ဘူးဗျတစ်ပင်ဘော်ကအကောင်တွေကလည်းဘာဘူးမှမကြည့်တော့ဘူးပြုတ်သူတို့ဟာသူတို့ပဲငြိမ်နေကြတယ်ဟောပြောရင်းဆိုရင် တစ်ဆုံးမင်ကခုံပြီးပြန်လာနေပြီဗျအောင်မလေးလေးမဖွဲဝအရက်ကြီးကဆယ်ဘီဆက်တဘီလောက်ကိုရှိတာဗျမျက်နာကြီးကလည်းမဲနေနေတာဗျမျက်လုံးကြီးနှလုံးကလည်းပြူထွက်နေတာဗျကျုပ်လန့်မအောင်မိအောင်ကိုမနှဲထိန်ထားရတာဗျဟောလာကြပြီလာကြပြီကူစိမ်းနှောင်းကိုရောက်တော့မယ်ရောက်တော့မယ်ဆရာကြီးမှာထားတဲ့အတိုင်းကျုပ်မတ်တက်ထားရလိုက်တယ်မတ်တက်ရဲုံနေမကောက်ဘူးဗျမဖွဲဝကြီးကိုပါလက်ညှိုးထိုးပြလိုက်တယ် ပြစ်ပြီးပြုတ်ကျုပ်ဆရာကြီးပြစ်လိုက်ပြီဟာဆွမ်းလိုက်တဲ့စီးဗျာမဖဲဝါရောတရဲဆံဝင်ကြီးရောနောက်ကိုတလန်းလောက်ရေးသွားကြတယ်ဗျပြီးတော့ဘာမှမမြင်လိုက်တယ်လို့ငိုက်နေကြတယ်ကျုပ်ပြေးပြီးတစ်ဆုံးမင်ကိုပွေပြီးပခုံးမော်ထားလိုက်တယ်ပြေးပြုတ်ပြေးပြီးတချိုးလည်းပဲတာတေဟေးလို့ကျုပ်စိတ်ထဲမှာကြုံဝါရင်တစ်ဆုံးမင်ကိုပခုံးမမိမိရရထမ်းပြီးပြေးတယ်ရှောင်းကြရှောင်းကြဟေးဆိုတဲ့ဆရာကြီးရဲ့ကြုံဝါတန်ကြီးကိုကျုံနောက်ဖက်မှာကြားလိုက်ရတယ်ဗျာ ုံနောက်မှာဆရာကြီးပါလာပြီဆိုတာသိတော့ကျုပ်အားသက်သွားတာပေါ့ဗျာပြေးဟေးတာသိမနာနဲ့ပြေးဟေးလို့ဆရာကြီးကကျုံနောက်ကကပ်ပြီးပြောလိုက်တယ်ရောက်တော့မယ်ရောက်တော့မယ်ဟောရောက်ပြီဗျဒီညိုင်းမြင်ကိုကျုပ်တို့ရောက်ပြီဗျဆက်ပြေးတာသိဆက်ပြေးဟိုရှိကယာခင်းတဲ့အထိပြေးกว่าဟာဟာဟာကျုပ်တစ်ဆုံးမြင်ကိုမြင်ရပြီဟဲ့ကျုပ်ပြေးတယ်မနာဦးပြေးတယ်အဲ့ပြောအောင်မယ်ဗျကျုပ်ပခုံးပေါ်ကပါလာတဲ့တစ်ဆုံးမြင်ကလူတယောက်ယုံတယ်လို့ယုံနေတာဗျာ ကျုပ်ကတိတိချာချာကိုဖိစုပ်ထားရတာတင်းကြိုင်းနဲ့ဝေးတော့မှဒီကောင်ကငြိမ်လာတယ်ဘယ်နဲ့လဲတာသိမင်းပခုံးဘော်ကလှုပ်သေးလားဟာငြိမ်သွားပြီဗျဆရာကြီးရေအေးဒါဆိုရပြီကွာတာသိရက်လိုက်တော့ကျုပ်တို့ဆရာတပည့်နှစ်ယောက်ရက်လိုက်ကြတယ်မြောင်စလုံးဟောဟဲလိုက်အောင်မောနေကြတာဗျတာသိနောက်ကိုတစ်ချက်ပြန်ကြည့်စမ်းဘာမြင်လဲကျုပ်နောက်ကိုလဲကြည့်လိုက်တယ်မြင်တာပေါ့ဗျာဟာဆရာကြီးမဖွဲဝါကြီးတင်းကြိုင်းကွာမှာမှတ်တက်ကြီးရက်နေတယ်ဗျာ ဟေးဟုတ်လားငါတို့နောက်ကိုလိုက်လာတာလားမလိုက်ဘူးဗျရက်နေရကျုပ်တို့ကိုကြည့်တော့ကြည့်နေတယ်ဗျဒါဆိုအောင်မီပေါ့ကွာကဲတားသေးခတ်တုတ်တုတ်သွားကြစို့ဟုတ်ကဲ့ဆရာကြီးကျုပ်ကတစ်ဆုံးမင်ကိုထိုင်ရင်ဆရာကြီးနဲ့ကျုပ်နဲ့ခီးဆက်ကြတယ်နောက်တော့မကြမကြလက်ကြည့်ရတာပေါ့ဗျာမဖဲဝါလိုက်မလာပါဘူးလမ်းမှာတော့ဗျာအကောင်မျိုးစုံကျုပ်မြင်ရတာပေါ့အချို့ဆိုရင်ခေါင်းကတင်းတောင်လောက်ကိုရှိတာဗျထိုင်မဲ့ကျုပ်တို့ကိုဘာအနေမှမပေးကြပါဘူး ခလောင်းကိုကျုပ်တို့ဆရာတပည့်နှစ်ယောက်ပြန်ရောက်တော့အာယုံတောင်တက်ခါနီးနေပြီဗျတကယ်တော့အဲ့ဒီညာကိစ္စကိုပုပ်ပါယုံဆရာတော်ရဲ့ဆရာကြီးရဲ့ကျုပ်ရဲ့ပဲတိကျကြတာလေ